ားလုံးပဲမင်္ဂလာပါကဘာတိဒဇယ်တင်နန်နေပြီးတော့ကျိုးဆိုပါတယ်အာဒီနေ့ကျွန်တော်တို့ဒီ sharing မြဝေပြီးမဲ့သင်ခန်းစာတော့ကျွန်တော်တို့ဒါမျိုးဟို photoshop ပေါ့လीเนาะ photoshop ကိုကျွန်တော်တို့ကဟို pdf စတစ်ကာနဲ့ထုတ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအဲဒါမျိုးဟို background တွေဟိုကျွန်တော်ပါလို့မရပါဘူးเนาะ အာဘာလို့ရတာလဲဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒီ PNG ကကျွန်တော်တို့ဒီ PNG transparent နော်ဖြစ်ရပါတယ်နော်ကျွန်တော် background ကအာ PNG transparent ကျွန်တော်တို့ဟိုဖြတ်မှသာလျင်ဒီ DDF stick ကထုတ်မဲ့သူတွေကအဆင်ပြေမှာဖြစ်ပါတယ်နော်အော်ဒါမျိုး background view တွေကျွန်တော်တို့ပါလို့ဟိုမရဘူးအော်ဒီဒါတော့ကျွန်တော်တို့ Photoshop နဲ့ပေါ့လीနော်ကျွန်တော်တို့ဒါ menu တွေဖြောက်တဲ့အနည်းကို share လေးလုပ်ပေးမယ်အာ remove feature နဲ့ဟို ဖြောက်လဲရတယ် ဒါကတော့ကျွန်တော်တို့ဟိုအင်တာနက်မရှိဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကမန်နူရယ်ဖြောက်တဲ့အနည်းပြပေးပါမယ်နော်။ Okay ဒါဆိုရင် BNG transparent ဘယ်လိုလုပ်လဲတစ်ချက်လောက်ကြည့်အောင်။အဒီပုံကတော့ကျွန်တော် VPN နေယူထားလေဆိုလို့ရှိရင်ကျွန်တော်အ Pinterest ကနေယူထားတာဖြစ်ပါတယ်နော်။အ Pinterest ကနေပြီးတော့ဒီပုံကိုကျွန်တော် save ယူထားတာဖြစ်ပါတယ်။နမူနာပြဖို့အတွက်ဖြစ်ပါတယ်။ โอเคเดี๋ยวကျွန်တော်တို့က PNG transparent background ဘယ်လိုပြောင်းလုပ်မလဲဆိုရင်အပမာဆုံးကတော့ဒီတော့ကိုအရင်ဆုံးကျွန်တော်ဖွင့်ပို့လို့မယ်အဲ့ဘုံကိုတော့ဖွင့်ပြီးသွားပြီဆိုရင်เนาะကျွန်တော်တို့ create new face or adjustment layer ဆိုတာ click တစ်ချက်လောက်နှိပ်လိုက်အပြီးပြီဆိုလို့ရှိရင် black and white ဆိုတာကို click တစ်ချက်နှိပ်မယ်အဲ့အဲ့ဒီမှာကျွန်တော်တို့က red ကို minus 200ထားမယ်အဲ yellow ကို minus 200ထားမယ်နော် green ကို minus 200ထားမယ်အဲဒီနေရာမှာပုံတစ်ချောင်းကြည့်လိုက်ပေါ့လीနော်အဒီအနေထားတော့ကျွန်တော်တို့ကထားပြီးပြီဆိုရင်အဲနောက်ထပ် create new fee or adjustment layout တကပြန်ခေါ်မယ်ပြီးရင်ကျွန်တော်တို့ level ကိုတစ်ချက်ပြန်ခေါ်ပါမယ်နော် အ level တစ်ချက်ပြန်ခေါ်ပြီးပြီဆိုရင်ဒီဘက်ကကျွန်တော်တို့တုံးနေကိုကျွန်တော်တို့ကစားမယ်ဒီဘက်ကကျွန်တော်တို့ blood tone ကစားမယ်ဒီဘက်ကကျွန်တော်တို့เนาะတန်သွားအောင်ကျွန်တော်တို့ဒီကနေတစ်ချက်ကစားမယ်ဒါကတော့ပုံတပုံနဲ့ပုံမှာမူတည်ပြီးတော့ကျွန်တော်တို့ကစားမှာဖြစ်ပါတယ်เนาะပြီးရင်ကျွန်တော်တို့က layer temporary ပုံကိုတစ်ချက် click ထောက်မယ် select ထဲကိုသွားမယ် color range ကိုသွားမယ်ပြီးရင် background view click ချက်တောင်းမယ်ဒီနေရာမှာကျွန်တော်တို့က image ကိုရွေးမယ်နော် inverse ကို click ချက်ခဲ့မယ်ပြီးရင်ကျွန်တော်တို့ okay တစ်ချက်ပေးမယ်အဲဒါဆိုလို့ရှိရင်တော့ဒီမှာကျွန်တော်တို့ selection တွေဝင်သွားပြီ selection တွေဝင်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအပေါ် layer နော်နှစ်ခုကိုခဏအမြင်လုံးလေး make ခဲ့ ါဆိုရင်ဒီလျာကိုကျွန်တော်တို့ကနော် PNG transparent လျာဖြစ်ဖို့အတွက်ကျွန်တော်တို့အဲ့လျာမှတ်အုပ်ပါမယ်နော်ဒါပါပဲဒါဆိုရင်ကျွန်တော်တို့က transparent PNG ပုံဖြစ်သွားပြီဒါမျိုး transparent PNG ပုံဖြစ်မှသာလျင်ကျွန်တော်တို့က TDS တကာထုတ်တဲ့သူတွေအဆင်ပြေမှာဖြစ်ပါတယ်နော်အောက်မှာကျွန်တော်ဒီမှာလေယာတစ်ချံအောက်မှာကျွန်တော် background တစ်ခုကျွန်တော်ပြပေးမယ်ခေါ်ပြပေးမယ် အာဒါဆိုရင်ကျွန်တော်တို့ကဟို PNG အနေထားအဲဒါဆိုရင်ကျွန်တော်တို့ကအာ GB အနေထားပေါ့နော် GBG အနေထားအဲအဲ့လိုဆိုရင်တော့ background ပါမယ်အဲ့ဒါကိုကျွန်တော်တို့ကဘာလုပ်ရမလဲဆိုလို့ရှိရင်ဒါမျိုးကျွန်တော်တို့ PNG ပေါ့နော် transparent ပုံ ပြောင်းလဲတဲ့ပုံစံဖြစ်ပါတယ်နော်ဒါတော့ကျွန်တော် PNG transparent ပုံကို manual အနေနဲ့ပြောင်းလဲသွားတဲ့ပုံစံကိုမျှဝေပြခြင်းပဲဖြစ်ပါတယ် အားလုံးပဲစင်ပြေကြပါသည်ပညာဘုဒ္ဓတိုးတက်ကြပါသည်အားလုံးကျေးဇူးတင်ပါတယ်